ထွံ့မြောက်ရာကျမ်းခန်းကြီးစနစ်ထာဝရဘုရားသည်အေဂုတ်တို့ပြည်၌မောရှိနှင့်အာရုံတို့အားမိန်တော်မူသည်ကဤလသည်တင်တို့၌လဥတီဟုသောနှစ်စဉ်တွင်ပထမလဖြစ်ရမည်တင်တို့သည်ဤတီလအမျိုးပရိတ်တအပေါင်းတို့ကိုမှားထားရသော စကားဟုမူကဤလဆယ်ရည်နှစ်၌တင်တို့ရှိသည်မြသည် မိမိအိမ်ထောင်အတီးတီးအတိုင်းတအိမ်ထောင်လင်တိုးတငယ်တကောင်းစီယူရမည်အိမ်ထောင်ငယ်၌တိုးတငယ်တကောင်းနဲ့မတန်လင် နီးဆက်သောအိမ်နီးချင်းနဲ့ဆက်ဖက်၍လူမီမြရှိသည်ဟုရည်တွက်ပြီးလင် တကောင်းကို စားလောက်သောသူများကိုထောက်၍တိုးတငယ်တကောင်းကိုယူရမည် တိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေတင်တို့ယူသော အကောင်သည် အပြစ်မပါ အခါမလဲသောအထီးဖြစ်ရမည်ထိုတိုးတငယ်တို့ကို ထိုလ14ရက်တိုင်အောင်စောင့်ထားပြီးမှညာဥအချိန်၌ဤတေလအမျိုးအစီအဝေပြိတ္တအပေါင်းတို့သည်တိုက်ရကြမည် ိုးတင်ငယ်ဤအသားကိုစားရသောအိမ်ဤတကထုတ်နဲ့တကားတိုင်နှစ်ဖက်နဲ့တိုးတင်ငယ်ဤအသွေးကိုယူ၍ထိုးရမည်အသားကို မီးနဲ့ကင်ပြီးမှထိုးညချင်းတွင်တစည်းမပါသောမုတ်ခါသောဟင်တီဟီရွက်နဲ့စားရမည်အသားစိမ့်သည်ဖြစ်စေ ရေနဲ့ပြုတ်တည်ဖြစ်စေမစားရကောင်းခြေတော့အသေးနှလုံးစတည်တုံနဲ့တကမိကင်ပြီးမှစားရပြီနတ်နဲ့တိုင်အောင်ထိုအသားကို မကျွင်းစီရအနှဲငယ်ကျွင်းလီမိနှစ်ရှုရမည်အဘဲတော့စားရမည်နီးဟုမူကားခါးစည်းကိုစီးလက် ခြေနင်းကိုစီးလက်တောင်ဝေးကိုကိုင်းလက်အလင်းအမြန်စားရမည်ထာဝရဖရာဤပတ္တခဖြစ်တည်းကြောင်းမူကားယနေ့ညတွင်အေဂုတ်တို့ပြည်ကိုငါသည်ထုံချင်းခတ်သွား၍အေဂုတ်တို့ပြည်၌ရှိသောလူတို့ဤတာဦးများနဲ့တရိစ္ဆန်တို့ဤတာဦးများအပေါင်းတို့ကိုဒဏ်ခတ်၍ ဧဂုတ်တို့ပြည်ဤဖရာတို့ကိုတရားစီရင်ပြီးငါသည်ထာဝရဖရာဖြစ်ဤတိုးတငယ်ဤအသွေးသည်တင်တို့နေရာအိနတင်တို့လက္ခဏာတတိဖြစ်၍ထိုအသွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွားမည်ထိုတော့ဧဂုတ်တို့ပြည်ကိုငါသည်ဒဏ်ခတ်သောအခါဖြက်စီးခြင်းဘေးဥပ္ပတ်သည် တင်တို့ကို မသိမလျှောက်ရဤနေရတည်လဲတင်တို့အောင်းမေ့စရာဖို့ဖြစ်၍တင်တို့အမျိုးအစဉ်အဆက်မပြတ်ဤနေရနိုင်ထာဝရဖျားအားပွဲခံရမည်ပညာတော်ရှိသည့်ဖြစ်၍ထိုပွဲကို အစဉ်အမြဲခံရကြမည်ကိုနေရပတ်လုံးတစည်းမပါသောမုတ်ကိုစားရမည် ပထမနေ့ရက်နဲ့တစည်းကိုအိမ်များမှပယ်ရမည်ပထမနေ့မှစ၍ခုနှစ်ရက်တိုင်အောင်တစည်းပါသောမုတ်ကိုစားသောသူမြည်ဒီကဤတီလအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ပထမနေ့၌၎င်းခုနှစ်ရက်နေ့၌၎င်းဓမ္မစည်းဝေးခြင်းကို ပြုရမည်ထိုနေ့ရက်၌ လူတိုင်းစားကြီးကိစ္စနဲ့ဆိုင်တော့အလုတ်အဆောင်မှတပါ အချောင်းတော့အလုတ်ကို မလုတ်မဆောင်ရထိုအစုမပွဲကိုခံရတော့အချောင်းဟုမူကထိုနေ့ရက်နဲ့တင်တုပူချီများကိုအေဂုတ်တို့ပြည်တဲကငါနှုတ်ဆောင်သည်ဖြစ်၍ထိုအချောင်းကြောင့်ပြည့်ညတ်တော်ရှိသည့်အတိုင်းတင်တု၏ အမျိုးအစဉ်အဆက်မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်ပထမလ14ရက်နေ့ညဦးမှစ၍21ရက်နေ့ညဦးတိုင်အောင်တင်တို့သည်တစည်းမပါသောမုတ်ကိုစားရကြမည်ခုနှစ်ရက်ပလုံးတင်တို့အိမ်များ၌တစည်းမရှိရတစည်းပါသောမုတ်ကိုစားသောသူမိဒီက တဂျုံတနိုင်ငံသားဖြစ်စီပြည်သားဖြစ်စီဤဒီလအမျိုးပရိသတ်မှပယ်ရှင်းခြင်းကိုခံရမည်တင်ဒုနေရအရရတုနတဇေပါသောမုတ်ကိုမစားရတဇေမပါသောမုတ်ကိုသာစားရမည်ဟုမိန်တော်မူ၏သောကမောရှိသည်ဤတီလာအမျိုး အသက်ကြီးသူ အပေါင်းတို့ကိုခေါ်၍ သင်တို့သည်အိမ်ထောင်များအတီးတီးကိုစီကိုစီတိုးတငယ်တို့ကိုယူ၍ပတ္တခာပွဲဖို့တန့်ကြလောခုတုံပီညုတ်တစည်းကိုယူ၍အင်ဒုံ၌ထဲ့သောအသွေးထဲမှနှစ်ပြီးလင်တကထုတ်တကတိုင်နှစ်ဖက်တို့ကိုထိုးတုတ်ကြလောထိုးနောက်မှ နာနတ်တိုင်အောင်အဘယ်သူမြမိမိအိမ်တကားပြင်တော့မထွက်မသွားရကြောင်မူကားထောင်ရဖျားသည်အေဂုတ်တို့လူတို့ကိုဒဏ်ခတ်ခြင်းကထုံချင်းခတ်သွားတော်မူပြီးတကထုတ်နှင့်တကားတိုင်နှစ်ဖက်၌ရှိသောအသွေးကိုမြင်သောအခါထောင်ရဖျားသည် တကားကိုလုံသွားတော်မူပြီး ဖြစ်စီတော်သူသည်တင်တို့ကိုဒံခတ်ခြင်းမှာအိမ်တဲသောဝင်ရသော အခွင့်ကို ပေးတော်မမူတင်တို့နှင့်တင်တို့ဤသားများ၌ပညာတော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲစောင့်ရကြမည်ဂတိတော်ရှိသည့်အတိုင်းထာဝရဖျားပေးတော်မူလက်တန့်တော်ပြည်သောတင်တို့သည်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်တင်တို့ဤတားမည်တို့ကဤဝတ်ကိုပြု၍အဘက်တော့ဆိုလိုတနီဟုမေးမြန်းကြလေထာဝရဘုရားသည်အေဂုတို့လူတို့ကိုဒဏ်ခတ်၍မာတို့အိမ်များကိုချမ်းသာပေးတော်မူသောအခါအေဂုတို့ပြည်၌ဤတီလာအမျိုးသားတို့ဤအိမ်များကိုလွန်သွားတော်မူသောထာဝရဘုရား၏ ပတ္တခာယိဖြစ်တည်းဟုပြန်ပြောရကြမည်ဟုမောရှိဆိုပြီးလင်ထိုသူတို့သည်ဥညွန်ချ၍ကိုးကွယ်ကြ၏ထိုတော့မောရှိနှင့်အာရုံတို့သည်ထာဝရဘုရားမှထားတော်မူသည့်အတိုင်းဤတိလအမျိုးသားတို့သည်ပြုကြ၏တေကောင်အချိန်၌ထာဝရဘုရားသည်နန်းထိုင်တော် ဖာရောဘီဤတာဦးမှစ၍ထောင်ထဲမှအချုပ်ခံရသော သူဤတာဦးတိုင်အားအေဂုတ်တို့ပြည်၌တာဦးရှိသည်မြတ်ကို၎င်းတိဆန်တို့ဤတာဦးရှိသည်မြတ်ကို၎င်းဒန်ခတ်တော်မူ၏ထိုညတွင် ဖာရောဘီနှင့်သူဤဂျုံများအေဂုတ်တို့လူများတို့သည်ထကြ၏အသေးကောင်ကင်းသော အိမ်တအိမ်မြမရှိတော့ကြအေဂုတ်တို့ပြည်၌ကြီးစွာသောငိုကြွေးခြင်းဖြစ်လေ၏ထိုညခြင်းတွင် မောရှိနှင့်အာယုံကိုခေါ်တော်မူလေတင်တို့မှစ၍ဤတီလာအမျိုးသားတို့ထ၍ငါလူစုထဲကထွက်သွားကြလောတင်တို့တောင်းသည့်အတိုင်းထာဝရဘုရားအားတောင်း၍ဝိပုကြလောတင်တို့တောင်းသည့်အတိုင်း တိုးနွားများကိုယူ၍တွားကြလောငါကိုလည်းကောင်းကြီးပေးကြလောဟုမိန့်တော်မူ၏ဧဂုတ်တို့လူတို့ကလည်းငါတို့ရှိသည်မြသည်အသေးကောင်ဖြစ်ကြပြီဟုဆိုလက်ဤတီလာလူတို့ကိုဧဂုတ်တို့ပြည်တဲကအလေးအမြန်လွတ်ချင်းကကြက်ကြက်နိုးစော်ကြ၏ထိုလူတို့သည်တစည်းမယောသေးသောမုန်စိမ့်ကို ယူ၍မုံနေသောခွက်တို့ကိုလည်းအခွင့်နဲ့တကွထုတ်၍ထမ်းကြ၏မောရှိစီရင်သည့်အတိုင်းဤတိလအမျိုးသားတို့သည်ငွေတစားရွှေတစားအဝိတစားများကိုအေဂုတ်တို့လူတို့၌တောင်းကြ၏တောင်းသည့်အတိုင်းလဲပေးခြင်းသောစေရနာစိတ်ကိုအေဂုတ်တို့လူတို့အားထာဝရဖျားပေးတော်မူသည်ဖြင့် အေဂုတ်တို့လူတို့ဤဥစ္စာများကို လူယူကြ၏ဣတီလအမျိုးသားမိမနှင့်သူငယ်ကို မဆို့ပဲယောက်ျားအရင်အတွက်အားဖြင့်6သိန်းခန်းမြတ်ရှိတော်သူတို့သည်ယာမတက်မြို့မှထွက်၍သူကုတ်အရက်တို့ခရီးသွားကြ၏အမျိုးမျိုးသော လူများတို့သည်လည်း ိုးနွားအဆရှိသောများစွာသောတရိတ်ဆန်တို့နဲ့တကွလိုက်ကြိုက်တစည်းမယောပဲအဲကုတ်တို့ပြီမှဆောင်ခဲ့သောမုတ်စိမ်းကိုယူ၍တစည်းမပါသောမုတ်ကိုဖုတ်ရကြ၏။ကြောင်မူကားအဲကုတ်တို့ပြီ၌မနှွဲမဖြင်းအနှင်ခံရသောကြောင့်ကိုစားစီရာကိုမပြင်းမိကြ။ဤဒီလား အမျိုးသားတို့သည်အေဂုတ်တို့ပြည်၌ဧည့်သည်ဖြစ်၍တည်နေကြသောကာလနှစ်ပေါင်း430ဖြစ်သည်အနှစ်430စေသောနေခြင်းတွင်ထာဝရဘုရား၏ဘူချေအပေါင်းတို့သည်အေဂုတ်တို့ပြည်မှထွက်သွားကြ၏အေဂုတ်တို့ပြည်မှနှုတ်ဆောင်တော်မူသောအတွက်ကြောင့်ထိုနေ့ညကိုအထူးသဖြင့်ထာဝရဘုရား၌စောင့်ကြည့်ရကောင်း၏ ဤဒီလအမျိုးသားတို့ဤအမျိုးအစဉ်အဆက်မပြတ်စောင့်ရသောသာရဖျားဤညကဤဒီညပေဒီပတ္တခာပွဲတရားဟုမူကတပါအမျိုးသားမစားရတို့ရတွင်ငွေနဲ့ဝယ်သောကျွန့်သည်အယိဖျားဟီမင်္ဂလာကို ခံပြီးလေစားရ၏တကြွတနိုင်ငံသားဖြစ်စေ အခစားသောကျွန်းဖြစ်စေမစားရတအိမ်ဒီ၌တကောင်ကိုစားရ၏အသားကိုအိမ်ပြင်သို့ယူမသွားရအယိုးကိုလည်းမချိုးရဤတီလအမျိုးသားပရိသတ်အပေါင်းတို့သည်ထိုပွဲကိုခံရကြ၏တင်တုထံမှတဲခုသောတပါအမျိုးသားသည်ထာဝရဖရာအဖူပတ္တကာပွဲကိုခံခြင်းက အလိုရှိလျင် သူ့၌ရှိသောယောက်ျားအပေါင်းတို့သည်အယေပြားလီမင်္ဂလာကိုခံကြစေတို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ဖြစ်တော်ကြ ချင်း၍ထိုပွဲသို့ဝင်စေအယေပြားလီကြီးမင်္ဂလာကို မခံတော်သူမီဒီကထိုပွဲ၌ဝင်၍မဆားရအမျိုးသားချင်း ဖြစ်တော်သူတင်တို့တွင်တဲခုသောတပားအမျိုးသားဖြစ်တော်လူတို့သည်တပားတီသောတရားနှင့်ဆိုင်ကြ၏ဟုထာဝရဘုရားသည်မောရှိနှင့်အာယုန်၌ပြည့်ညတ်ထားတော်မူ၏ထို့သောမောရှိနှင့်အာယုန်၌ထာဝရဘုရားပြည့်ညတ်ထားတော်မူသည့်အတိုင်းဤတိလအမျိုးသားအပေါင်းတို့သည် ပြုကြထိုနေ့ချင်းတွင်ထာဝရဘုရားသည် ဤဒီလာအမျိုးသားဘိုးချေတို့ကိုအေဂုတ်တို့ပြေမှဆောင်းသွားတော်မူပြီးလျှင်